ူငယ်တွေကိုခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်စေဖို့ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ Lycan Dance School ရဲ့အကြောင်းကို MC သတင်းဌာနကသတင်းတော့တတ်နောင်စိုးကရိုက်ကူးတင်ဆက်ထားပါရခင်ဗျာ။1 2 3 and 4 5 6 7 8 come on 1 2 and 3 and 4 5 and 6 and 7 8 yes အဲထောင်ကကိုးဇန်နဲ့ရှစ်ခုနဲ့ပါကျွန်တော်စပြီးတော့အကတင်တယ်အဲ life finance နာမည်နဲ့ပေါ့နော်အခုတော့အဲဒီတင်တန်းကိုကြာတော့ကျွန်တော်တို့ကဒီ2008ခုနှစ်မှာမှစပြီးတော့ဖွင့်ပြတယ်ပေါ့ဟုတ်2008ခုနှစ်မှာဒီမတ်ဟိုတရားနဲ့ပြီးတော့93လမ်းကန်တော်လေးမင်္ဂလာတောင်ရောက်ရန်ကုန်ပေါ့နော်ဟုတ်အဲ့မှာစဖွင့်ပြတာပေါ့အဲ့ခေတ်ကတော့2008 ဆိုပေမဲ့ဟိုပါဘောတင်တန်းနေအများကြီးမရှိသေးဘူးဗျ။အဲကျွန်တော်အဖွဲတော်မှာ2001မှာစပြီးတော့ဖွဲ့ကြတယ်။အဲဆိုတော့တင်တန်းနေတော့အများကြီးမရှိသေးဘူး။ကျွန်တော်ခေတ်တော့ဆိုလို့ရှိရင်ဒီတလိဆောင်ထဲမှာတက်တင်ရတယ်မြေကြီးဘော်တွေမှာကားမြက်ခင်းဘော်တွေမှာကားတယ်ခြေပြားဘော်တွေမှာလမ်းမဘော်တွေမှာအဲ့လိုပဲရှိတော့အာနောက်ပိုင်း generation တွေကိုကောင်းမွန်နေဖြစ်စေခြင်းနဲ့ international dance school တွေပုံစံမျိုးလဲဖြစ်စေခြင်းတော့အဲဘာပြောအခန်းလိုမဲ parking လိုမဲမှန်လိုမဲ aircon လိုမဲ sound system လိုမဲပေါ့နော်ဆိုတော့ အဲ့ကောင်းမွန်လေးတင်စေခြင်းနဲ့ယူခြင်းနဲ့တင်နှန်းဆပြီးတော့လှုပ်ဖြစ်သွားတာပါဟုတ် အဲလူကြီးပဲဖြစ်လူငယ်ပဲဖြစ်ယောက်ျားပဲဖြစ်မိန်းကလေးပဲဖြစ်အဲကျွန်တော်တို့ကကိုစီကိုစီနေတဲ့လူက stress တွေများတယ်အဲကခုန်ချင်းဟာဘာကိုကောင်းစေလဲဆိုတော့သူကဒီကျွန်တော် training ချင်းဆို2နာရီတက်မှာအဲ training 2နာရီမှာသူကဒီ music ကို music note ကိုဟိုအာယောင်းကစိတ်ကလိုက်နေတယ်ဒီခန္ဓာကိုယ်က music နဲ့လိုက်ပြီးကောက်ကောက်တွေလှုပ်ရှားတယ်အဲ့တော့တနည်းအားဖြင့်အဲ့အချိန်မှာသူကမောတယ်ချွေးထွက်တယ်အဲ့တော့ဒီနှလုံးကနေပြီးတော့ဒီ energy ပေးရတော့ဟိုနှလုံးခုန်လုံးပုံမြန်လဲသွေးလွှတ်ကြောတွေပိုပွန့်အဲ့တော့သွေးလက်ပတ်ဖို့တွေပိုကောင်းတယ် အဲအဲ့တော့ပြီးတော့နောက်ခုကျွန်တော်တို့ကခေါင်းခါချေလက်အကုန်လုံးတကူလုံးလှုပ်ရှားနေရတာဖြစ်တဲ့အတွက်တကူလုံးရဲ့သွေးလက်ပတ်မှုစီးစင်တာကောင်းတယ်လို့လှုပ်ရှားဖြစ်သွားတယ်ပြီးတော့ခုနကပြောအုံတော့မှရှိနေတဲ့ stress တွေတေးကြတယ်အဲ့နှစ်နာရီအတွင်းမှာသူလုံးဝဘယ်မှာသူတတိရောက်ဖို့အချိန်မရဟာတခြင်းတော့ပဲလိုက်ကနေရဆိုတော့ stress တွေပြေသွားစေတယ် ကျွန်တော်ပထမအဦးဆုံးမမေ့ရအဲ့တော့ဖေဖေကိုကျေးဇူးတင်လို့ကျွန်တော်ဆက်သအဦးဆုံးအကလေးစတင်တော့လို့ဖေကအများအဲ့လိုစူတယ်ရိုက်တယ်ပြန်လာပြန်လာအဲ့လိုချွေးရတန်နေနဲ့စုပ်ပြဲပြန်လာတော့ဒီကျွန်တော်တို့ကတလိဆောင်ထဲမှာတင်ရတာဆိုအဲနောက်ပိုင်းမှာအခုလိုကျွန်တော်အမေရလာတဲ့အောင်မြင်လာတဲ့အာတင်တန်းဖွင့်မယ်ဆိုတော့အဲ့ခက်ပေါ့နော်2008ခုနှစ်တကဆိုလို့ချင်းကျွန်တော်တင်တန်းလေးက83သိန်းကုန်အဲကျွန်တော်မှတ်တာဘာလို့လဲဆိုတော့ကျွန်တော်3သိန်းပဲရှိတယ်အာအဖေအော်ဟေးတောင်းရပြီးတော့ပတ်စံဝိုင်းဆိုင်ပြီးအခုချိန်ကြီးအဖေကအကျိုးပြန်ဆက်လာမပြီးသေးဘူး ာပဲညာညာတော့ပဲ7လည်းတော့ညာပဲညာပဲညာနောက်ချောင်းဆက်နေစေပြီးပဲပြီးပဲဖြစ်တယ်ပြီးတော့မစင်းတာတော့ဖြေရှင်းရအောင်ဥမာစင်းအောင်နော်ပေါ့ ဲကျွန်တော်တို့ဒီအကအခေါ်ပေါ်နဲ့ပြောရလို့ရှိရင်ပေါ့နော်ဟိုလူတိုင်းကမကတတ်ဘူးအဲကတတ်တဲ့လူနည်းတယ်အဲတော့ကတတ်တဲ့လူအများကြီးဒန်ဆာလို့ခေါ်ကြတာပေါ့နော်ဒါပေမဲ့ကတတ်တဲ့လူတိုင်းကဟိုကတတ်တဲ့လူတွေရှိပြီမြဲအဲကတတ်တဲ့လူတိုင်းကတင်တတ်တာမဟုတ်ဘူးအကသူများကိုလေအဲဆိုတော့တင်တတ်တဲ့လူတက်တက်ရှိတယ်ပေါ့ရှိရအဲလူတွေကိုကျွန်တော် trainer အနေနဲ့ကျွန်တော်တတ်မှတ်တယ် trainer လို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့အကတင်တတ်တဲ့လူပဲမဲ့လေတင်တတ်တဲ့လူတိုင်းက twin မ twin တတ်ဘူး ထွင်တက်တဲ့လူကနောက်တစ်ဆင့်ရှိတယ်အဲ့တော့ထွင်တဲ့လူကို choreographer လို့ကျွန်တော်ခေါ်တယ်အဲ့သူကအကတီထွင်ဖန်သီးသူပေါ့နော်အဲ့တော့ကျွန်တော်အခုဆို choreographer အဆင့်ရောက်နေပြီအဲ့တော့အောက်ရှေ့မှာလည်းတကယ်တပည့်တွေကိုအဲ့လို sweating sweating နေတယ်သူတို့တွေလည်းတချို့ဟိုကျွန်တော်အဖွဲ့ထဲမှာဆိုရင်၄-၅ယောက် choreographer တွေဖြစ်နေပြီပေါ့နော် အကတင်တာကြတော့လေဟိုဟိုတချို့ရာဆိုရင်ဟိုတင်ပေးဖို့အားမရှိဘူးမတင်ပေးခြင်းကိုတင်ပေးတဲ့ဟာဝါသနာမပါဘူး။ဘာကြောင့်သူအရင်စိတ်ရှည်ရလူတွေတယောက်တယောက်မတူဘူးလေနော်။မတူတဲ့အတွက်လေဟိုတခါလေကြာရင်ဟိုတင်နှမ်းမှဆိုအဖွဲလိုက်ကိုတင်ရတာနေရာဆိုပိုတိတာ။အဲကျွန်တော်ဒီလိုပြောလိုက်ပေမဲ့တဘောပေါက်တဲ့လူကအရောက်တိုင်းပေါက်သွားတာမဟုတ်ဘူး။အဲ့တော့ဟိုတယောက်တဘောပေါက်ဖို့ဒီအတိတ်ပဲပဲဖြစ်ဖို့နောက်စကားတနည်းနဲ့ပြောရတယ် အဲ့လိုအပိုင်းလေးတွေပေါ့နော်ရှိတယ်အဲ့တော့အဲတင်ရတဲ့အပိုင်းမှာတော့ပို့ပြီးတော့ပင်မန်းတယ်အဲပို့ပြီးတော့စိတ်ရှည်ရတယ်အဲပို့ပြီးတော့အချိန်ပေးရတယ် ဒီဒီအကတွေသူတို့ရဲ့ဟိုစိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုအများကြီးအထောက်အကူပြုတယ်အဲနောက်ပြီးတော့ခုနလိုစိတ်နဲ့လူနဲ့အမြဲတမ်းတစ်ထက်တည်းဖြစ်တဲ့တက်တက်ကြွလန်းဆန်းတဲ့လူငယ်တွေအဖြစ်အဲရက်တည်သွားလို့ရတယ်ပြီးတော့တကယ်ဝါသနာပါတယ်ဆိုလို့ရှိရင်ကျောင်းမြန်မာပြည်မှာ professional dancer တယောက်အနေနဲ့ဘဝကို life ကို business ပါအပါရက်တည်သွားလို့ရတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ဦးလိုက်ပြီးတော့တက်တည်ပြနေတယ်ပေါ့နော်ကျွန်တော်ဘဝမှာဘာစီးပွားရေးမှမလုပ်ဘူးစိတ်လည်းမပါဘူးလို့လုပ်လည်းမလုပ်တတ်ဘူး အဲကျွန်တော်ဒီအကနဲ့ပဲတသက်လုံးရက်တည်သွားမယ်လို့ကျွန်တော်ဆုံးဖြတ်ထားတယ်။ဘာကြောင့်လဲကျွန်တော်တို့မှရှေ့တောင်လမ်းပြအရှိမှမရှိခဲ့ဘူးလीနော်။ဆရာတွေလက်ထက်တော့လည်းအဲ့ဒါကြီးလောက်ခွင့်မရခဲ့ဘူး။အဲ့ဒါကြောင့်မို့ကျွန်တော်အဲ့တော့ဒီအရင်တော့ဆိုဒီအကဆိုတာဘာမှဘောအတွက်မဟုတ်ဘူးဆိုရင်မိဘတွေကအဲ့လိုပြောတယ်။အခုနောက်ပိုင်းမိဘတွေလည်းလက်ခံလာပါတယ်။ပြိသက်တွေအတိုင်းဝိုင်းတွေပတ်ဝန်းကျင်တွေလည်းလက်ခံလာတယ်ဗောနော်။အဲကျွန်တော်အင်မတန်ဝမ်းသာတယ်။ကျွန်တော်တို့အသင်းပန်းပြုလို့ကြိုးစားလို့လက်ခံလေးလို့လीနော်။ဆိုတော့အဲ့လိုကျွန်တော်လိုပဲနောက်ထပ်နောက်ထပ်တကယ်အကပေါ့ ရွတ်တုတ်ပြီးတော့တစ္ဆာရှိပြီးတော့ဝါသနာအရန်ကိုပါတဲ့လူတွေလူငယ်တွေဒီအကနဲ့ပဲဘဝကိုတိုးတက်အောင်ရက်သွားရက်တည်သွားလို့ရတယ်လို့ကျွန်တော်ကညီမနေပြောချင်တယ်အဲ့အတွက်လူငယ်တွေ never give up ဘယ်တော့ရှုံးမပြီးပဲနဲ့ကျွန်တော်စူးစမ်းနေချင်တယ်အဲ့အဲ့ဒါလေးပြောချင်ပါတယ်ဟုတ်